တကယ်တော့ကိုစော်ဘိုးကြီးကဘာမှမဖြစ်ဘူးဆိုတာလေးပဲကျွန်တော်ပြောပြပါရစေအများကြီးတည်းကျွန်တော်တော့မမေးပါနဲ့ဟိုဖုန်းဆက်လည်းမမေးပါနဲ့ချက်ပေါက်ကလည်းလာမမေးပါနဲ့နော်ဘာဖြစ်လို့လဲဆိုတော့ဘာမှဖြစ်ဘူး AC ပါလို့ပဲကျွန်တော်အနေနဲ့ပြောပြစီရခိုင်ကိုပြန်ရနိုင်သလားဆိုတဲ့ခါကျတော့ရခိုင်ကိုပြန်ရဖို့ပြန်ယူရတယ်ပြန်မယူလို့ပါပြန်မယူပါမဆလာဆိုရလက်ထက်တက်မရောကတက်မရောနေရာမှာနေခဲ့တာပါပဲတိုင်းပြီးတိုးတက်သလားမတူတက်ပါဘူး နဝတလက်ထက်တိုင်းပြည်အနေငယ်အဆင်ပြေလာပါတယ်။ဘာကြောင့်လဲဆိုတော့ငြိမ်းချမ်းရေးစကားတွေပြောကြတယ်တိုက်ပွဲတန်တွေငြိမ်သွားတယ်။နောက်ချူဘလို့ခံနေရတယ်ဆိုတော့မသိဘူးလားစစ်ကောင်းစီတက်ကလူတွေကအထိနာတယ်ဘယ်နာအထိနာ။ကြားလို့သိတာတော့ TNL တွေတဲစရာတောင်း TNL ရဲ့အလောင်းတွေပေါ့တဲလို့တောင်မနိုင်ဘူး။ကက်ချ်ပရိသတ်ကြီးများအားလုံးမေမင်္ဂလာပါ။ဆမ်ပီဗီဒီယိုရှင်းနေတဲ့ဖန်ပြန်လဲကြိုးဆိုပါရစေ။ ကဲဟုတ်ပြီကျွန်တော်ဒီနေ့ထွန်စာလိုက်ဆွဆောင်းထားတဲ့ဒီအကြီးစားဘောမဗီရရှင်တွေပါပြီလဲဆိုတော့ဇော်ဘုံဟင်းကဘာမှဖြစ်ပါဘူး EC ပါပဲအခုချိန်ထိတော့ EC ပါပဲဆိုပြီးတော့ဘောမပိုင်ရဲ့ကိုရဲ့ဟောင်းသားလောင်းတိုင်းရဲ့အဲနောက်မှာရခိုင်ကိုပြန်ယူလို့ရတယ်ဒါပေမဲ့အခုချိန်ထိဒီတိုင်းရထားတာမယူသေးတာပါဆိုပြီးတော့ဘောမငောင်မောင်ရဲ့ဟောင်းသားလောင်းတိုင်းရဲ့အဲနောက်မှာတတ်မတော်အုတ်ချုပ်လို့ဒါိုက်ပီမတူတက်တာဆိုလို့ရှိရင်မအုတ်ချုပ်ခင်တော့ဒါိုက်ပီတူတက်လို့လားဆိုတော့ဘောမမြင်းအုတ်ဆိုးရဲ့ ဟွန်တန်လွန်တန်ရဲ့နောက်ဆုံးမှာနောင်ချိုတိုက်ပွဲတိုက်ပွဲမှာ DNL ရဲ့အလောင်းတွေဘလောက်ထိတော့များတဲ့ဆိုတော့တယ်လို့မနိုင်ထိတော့များပြပါတယ်ဆိုပြီးတော့ဂျင်းတရင်ပြုံးရဲ့ဘောမတကွန်ရဲ့ဟွန်တန်လွန်တန်တွေကိုကျွန်တော်နဲ့အတူစွန်ထိပါလိုက်ပါချီရှိုးဖို့တောင်းဆိုချင်ပါတယ်ကဲလက်စကော နေတဲ့ညီကောင်မများเนาะကျွန်တော်တို့ဒီကိုချစ်တယ်ကိုစော်ဘောကြီးတို့ကျွန်တော်တို့ကိုချစ်တဲ့ညီကောင်မများအားလုံးရှိပါတယ်မုံတဲ့လူလည်းရှိလို့ချစ်တဲ့လူလည်းကျွန်တော်တို့မှရှိသေးတာเนาะဒါလေးတော့ပြောပြရစီမုံတဲ့လူလည်းရှိတယ်ကျွန်တော်တို့ချစ်တဲ့လူလည်းရှိတယ်เนาะချစ်တဲ့လူတွေကျွန်တော်တို့အားပါဗျာမုံတဲ့လူတွေတော်တော်ဒါလည်းအားပဲလုပ်ပါမှာပဲဗောနောအဲ့တော့ချစ်တဲ့လူတွေကိုလည်းပြောစိတ်ကြပါလေကိုစော်ဘောကြီးချစ်တဲ့လူတွေရောအဲအားလုံးသိစေချင်တာက AC ပါလို့ပဲပြောပြရစီเนาะဘာမှစိတ်မပူပါနဲ့အဓိကကတော့သူပြော AC ကဘယ်လိုများဖြစ်မလဲเนาะ အလုတ်အလုတ်လုံးနေကြတဲ့သူတွေပဲဖြစ်တယ်ဗောနကိုလုတ်ကိုလုတ်ကြတဲ့သူတွေပဲဖြစ်တယ်ကိုလုတ်ကိုလုတ်ကြတဲ့သူတွေဖြစ်တယ်ကိုစော်ဘောင်းရဒါဟွန်နေဖြစ်တာတော့မဟုတ်ပါဘူးเนาะအဲ့အားလေးတော့ကျွန်တော်ပြောပြစီအဲတချို့အားကြီးကြတော့ကျွန်တော်တို့လှုပ်ဝဲကိစ္စတွေဖြစ်လို့ကျွန်တော်အများကြီးမပြောပြမပြောတော့ဘူးအဲလူရင်းတူရှင်တွေပြောမယ်ဆိုကိုစော်ဘောင်းရ EC ပါเนาะဒါလည်းပြောပြစီအဲလူအပ်တဲ့ဟာကြလို့ဆိုရင်နောက်ကြကျွန်တော်ထုတ်ပြောပြပြပြပေးပါမယ်ဒီချိန်ဒီကာလမှာတော့ အဲအားလုံးကအကြောင်းမျိုးနဲ့ကိုယ့်လုပ်ကိုလုပ်နေကြတာဖြစ်တဲ့အတွက်အဲအလုပ်ပေါ်မှာပဲအယုံဆိုင်ပြီးဖို့အတွက်ပဲပြောချင်ပါတယ်ကိုဇော်ဘွိုင်းနဲ့အေးစေးပါနိုင်ငံတော်ကြီးလက်မှာကြာခင်အေဂျင့်တော်မယ်ငွေကြမ်းတော်မယ်ဆိုတာလေးပဲကျွန်တော်ထပ်သိမ့်ပြီးတော့အားမခံပြောချင်ပါတယ်ဗျာဘာဖြစ်လို့လဲဆိုတော့မချာခင်မှာကျွန်တော်တို့ဟိုတက်မော်ကတက်မော်ကရရှိနိုင်တဲ့လောက်နေရာတွေကိုအမြန်ဆုံးဒါလက်ခံကြံရယူအောင်လှုပ်ဆောင်နေပါတယ်တန်တမန်ကြီးရတော့လကောင်းเนาะတက်ဟိုတက်ခိုင်တဲ့ရေးရတော့လကောင်းပေါ့เนาะအခုဆိုနောက်ထပ်ဆိုလို့ချင်ကျွန်တော်တို့ နောက်ထပ်ဆိုလို့ချင်းဘယ်နာထီရောက်နေပြီလားဆိုတော့နောက်အောင်ရမှာဒါကျွန်တော်တို့မဲပွဲကားလိုက်တာပလောင်နေတော်တော်ခိန်တာပဲအများကြီးပဲပြီးတော့လဲနောက်ချိုဝိုင်းလာတယ်ဟုတ်လားဒါ90တိုင်းမကွန်းတဲ့ right ဆိုတော့ right နဲ့ပြင်အောင်ပြင်နေတယ်ဆိုတော့နှစ်မိုင်သုံးမိုင်ပဲရှိတော့ဆိုတော့၄မိုင်အများဆုံးနှစ်မိုင်သုံးမိုင်နာလောက်ထိရောက်နေပြီဆိုတော့ဒါဘလို့ပဲပြန်နှမ်းပြစ်လို့တာဝိုင်းထောက်ထားတဲ့အနေအထားမျိုးရှိတယ်အဲ့တော့မကြခင်မှာနောက်ချိုရရင်ဟိုဘက်ကကြောင်မဲ့တီဘောလာချိုတိန်နီကုတ်ခိုင်အကုန်လုံးကအေးချမ်းပဲ ပြီးွားလို့ရှင်ဘလို့ကြိတ်မလဲဆိုတော့စီရေးအကြောင်းအရာရတော့ကျွန်တော်တို့ပြောလို့မရပါနဲ့အဲဒါမှကြာခင်အေးချမ်းသွားမယ်လို့ကျွန်တော်တို့သိရှိရတယ်နော်နောက်တစ်ခုကြတော့သခိုင်းတိုင်းပဲဆိုလို့ရှင်လည်းကျွန်တော်တို့ပြောမယ်ဆိုလို့ရှင်ဒါအုံတော်တို့နော်စာစာတောင်စာတောင်ဘက်ပေါ့နော်အုံတော်တို့စာတောင်ဘက်တို့ဒါစစ်ကြောင်းသွားမဲ့တမတော်သားတွေကိုဒါကြိုတင်ပြီးတော့သူအကျန်းဖက်တွေကဆောင်းဆိုင်နေတာရှိတယ်နေရာတွေနေရာတွေကွက်ကြွက်ကြတဲ့ယူပြီးတော့သူတို့ကပြူဟာခင်းနေတာရှိတယ်အဲ့ဒါတမတော် အဲဘက်ကစကိုင်းတိုင်းဘက်ကတော့စစ်တောင်းထုံးဘက်ညီကောင်မောင်သားတွေညီကိုတွေတက်မောင်သားတွေတတိကြည်တီထားပြီးဖို့တော့ကိုပြောချင်ပါတယ်ဒီရဖြစ်စဉ်เนี่ยဘုတလင်ဖြစ်စဉ်တို့ဘာတို့ကိုပဲပြတ်ကြည့်ပါစစ်ကြောင်းလိုက်ရှင်းလင်းခံလိုက်ရတာဒီကိုကျွန်တော်တို့တွေးရှိရမှာပါပြီးတော့မှစစ်ကြောင်းရှင်းလင်းခံပြီးတော့မှအုံအုံကြီးကြီးလှုပ်တဲ့ခါကျတော့ကျွန်တော်တို့နှစ်ခါနာဖြစ်ပါတယ်မီးရင်နှစ်ခါနာပထမလဲရဲဘော်တွေဆုံချုံပြီးနောက်တစ်ခါအုံနန်းနန်းလှုပ်တဲ့ခါကျတော့အဲပြည်သူအရသားတွေလည်းဆုံချုံတာဖြစ်ပါတယ်အဲ့လိုဖြစ်မှာဆိုရင်လည်းကျွန်တော်ဒါပြောပြခြင်းဖြစ်ပါတယ်တတိကြည်တီနဲ့ထားပြီးတော့မှ အန်တမနောကတော့ကျွန်တော်ဒါဆိုရင်လုံခဲ့လို့သာကျွန်တော်ပြောတာကဒီဟာတွေကတော့သူတို့ရဲ့ AC ကိစ္စတွေလို့ပဲကျွန်တော်နဲ့တုံ့တက်ပါတယ်။နောက်သခိုင်းတိုင်းတဲကြီးရွာစာတင်ကျောင်းထဲမှာဒါလက်လက်နဲ့တွေလှုပ်ဆောင်နေတာတွေ့တယ်ဆိုတော့အဲ့နေမြေကန်တရင်ပြေးတယ်ပြေးတဲ့ခါကျတော့တမနောစစ်ကြောင်းသွားစစ်ကြောင်းထိုးတယ်ထိုးတဲ့ခါကျတော့အဲ့မှာလည်း death for lady တော်တော်များများရတယ်လက်နဲ့တွေဆိုလည်းများတယ်နော်အဲကျွန်တော်က6ရောက်9ရောက်10ရောက်လောက်ဆိုတော့မပြောတော့ဘူး။ရာနိုင်ကြည့်ဆိုတော့ကျွန်တော်ထပ်ပြောပြပါမယ်နော်။နောက်တစ်ခုကြတော့ကျွန်တော်တို့ကြောက်ဗမာဘက်မှာ ရခိုင်ကိုပြန်ရနိုင်လားကုမောင်ရေးတယ်ပြန်နေချင်ကုမောင်လာပြီနော်ရခိုင်ကိစ္စပြောမယ်ရခိုင်ကိုပြန်ရနိုင်သလားဆိုတဲ့ခါကျတော့ရခိုင်ကိုပြန်ရဖို့ပြန်ယူရတယ်ပြန်မယူတော့ပါပြန်မယူပြန်ယူလည်းရတယ်ရခိုင်ကပုံနေပြောရင်လက်ခုပ်ထဲရရှိတယ်ဒီအချိန်တိုက်တိုက်ရလို့ရရတဲ့အချိန်နေရှိတယ်နော်ဒါရနော်ဘာကြောင့်လဲဆိုရင်ရခိုင်ကတိုက်တိုက်ထိုက်လို့ရတယ်ဘာလို့ရလဲ။ဒီဒီပျောက်ကအများဆုံးနဲ့မှာရခိုင်ကြီးပဲ။ဘာကြောင့်ဆိုတော့ရခိုင်ကတကယ်တမ်းတိုက်ရင်ကျွန်တော်တက်မတော်ကဟို လို့ချင်းတို့မပြောနဲ့အဲ့ဘင်္ဂါလီပေါ့ဘင်္ဂါလီလို့ပြောတယ်ခင်ဗျားတို့ဒီကျွန်တော်တို့အာသူခင်ဗျားပြောလို့ဟင်ကြပေါ့ဗျာနော်အကျွန်တော်တို့ဒီမွတ်စလင်တွေပေါ့ဗျာနော်ကျွန်တော်တို့မွတ်စလင်တွေပြောလိုက်ပါအောင်ကြားရရနေပြီနော်အဲ့ဒီဒေသခံတွေအနေနဲ့တပုံထမယ်တကယ်တမ်းချမယ်ဟိဆိုတော့မှအေးမထိန်နိုင်နော်အဲ့တော့အဲ့ဒီအာဆာတို့ RSO တို့နော်နောက်ထပ်ဒီ AR E တို့အုပ်စုပေါင်းပြီးတကယ်တမ်းစော်မယ်ဆိုတော့မှအေးအေးရမနိုင်ဘူးဘာကြောင့်လဲဆိုလို့ရှိရင်ဒီ net ညစ်တဲ့ကြောမှလည်းသူတို့ထိန်လို့ရမှာမဟုတ်ဘူး ပြီးတော့ကျွန်တော်တို့ဒီရခိုင်ပြည်နယ်မြောက်ပိုင်းကလည်းဘင်္ဂလားဒေ့ရှ်မြို့သားတွေပါရှိတယ်အဲ့တော့ကဲတတ်မလို့အဆင်မပြောနဲ့တတ်မလို့အဆင်မပြောနဲ့နော်ကဲရွေးဒီပေါ့မွတ်စလင်အဆင်နဲ့နော်တတ်မလို့အဆာအနေနဲ့ပေါ့ဒီအဆာအနေနဲ့တိုက်မယ်ဟိဆိုတော့မှဒီကောင်လေးတော်မှဒီခါရ ECU အဲ့တော့တော့လည်းပဲခင်ဗျားတို့ရဲ့ဘဘကြီးကိုယ်တိုင်ကိုကြောက်ကိုကပေးထားတာပါနော်哦這開嘛這麼這麼你你都把沒有來過來啊這開比比他啊好了 မနိုင်ဘူးမနိုင်ဘူးကွာကျွန်တော်ပြောသလိုပါဗျာနော်အစ္စရေးနဲ့ပါလက်စတိုင်းပုံစံမျိုးပေါ့အိမ်ကြီးခြေသွားမယ်အစ္စရေးနဲ့အီရန်လိုမျိုးပေါ့ဗျာအိမ်ကြီးခြေသွားအဲ့လိုခြေပြီးပျက်စီးမှုကိုဥမင်း online လက်ခံမှာမဟုတ်ဘူးအဲ့လိုသာလက်ခံမယ်ဟဲ့ဆိုလို့ရှိရင်အေးအေးအယုတ်ရေးပြရလိမ့်မယ်နော်အေးအယုတ်ကြီးပြမယ်အစီအစဉ်ရှိရနော်အမေတော့မယူဘူးပေါ့ဗျာမယူရင်တော့မရဘူးပေါ့ယူရင်တော့ရတယ်ပြန်သိမ်းနိုင်လားဆိုတော့ မများတို့ခေါင်းဆောင်သာမေးပြီတယောက်ချင်တာကြိုက်ရင်တော့ခေါင်းဆောင်မမေးပဲလို့ဘာမှလို့ဆိုတဲ့ဘောပေါ့อืมကဲလုပ်ပွဲတွေပါတယ်နော်မြန်မာနိုင်ငံကြီးဒုက္ခရောက်နေတာဆင်းရဲနေတာမဖွင့်ပြူးတာစစ်အာဏာရှင်တွေကြောင့်ဒီဝါကြပေါ်လာတာဘယ်ချင်းကစခဲ့တယ်လဲဆိုတော့ဥသိမ့်စိန်အစိုးရလက်ထက်ကစခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ဥသိမ့်စိန်အစိုးရလက်ထက်မှာဒီမိုကရေစီရဲ့အရသာကို ပြည်သူတွေမီးစမ်းခွင့်ရပါစေဆိုပြီးတော့ဒီမိုကရေစီစနစ်နဲ့ရင်းနှီးခွင့်ပေးလိုက်တယ်။အဲ့ဒီလိုရင်းနှီးခွင့်ပေးလိုက်တဲ့အချိန်မှာလွတ်လပ်စွာရေးသားပြောဆိုထုတ်ဝေခွင့်တွေရသွားကြတယ်။စာပေဟောပြောပွဲတွေကိုလွတ်လွတ်လပ်လပ်ပြောခွင့်ပေးလိုက်တယ်။ထိုကဲ့သို့ပြောခွင့်ပေးလိုက်တဲ့အချိန်မှာစာရေးဆရာဆိုတဲ့ငတိတွေက လာရောက်နားထောင်တဲ့စာဖတ်ပိတကူအများပြည်သူကိုဘဟုတုတရစရာစကားစုတွေအတွေ့အကြုံတွေပြောတာကနည်းနည်းတက်မတော်ကိုစစ်တက်ကိုအပုတ်ချတာကများများဆရာသမားကောင်ဆန်းကိုအမွန်တင်တာကများများတက်မတော်ရဲ့ဖြစ်တည်မှုကိုအပြစ်တင်တာကများများဒါတွေပြောလာကြ ဒါတွေကိုလူငယ်တွေကကြားပါများတော့နားယောင်လာကြတယ်။အဲ့ဒီတော့တိုင်းပြည်မှာစစ်တပ်ရှိနေတာကပဲမကောင်းတဲ့ပုံစံမျိုးမြင်လာကြတယ်ထင်လာကြတယ်။ဒေါက်တာကြီးကလည်းတော်တော်ပါလေ။ဘယ်နေရာမှာတော်တာလဲဆိုတော့သူ့ကိုယ်သူတိဆောက်တဲ့နေရာမှာဒေါက်ဆန်းစုကြည်တအားတော်ပါလေ။သူ့ပုံရိပ်ကိုအဲ့မင်းဆောက်တဲ့နေရာမှာမြန်မာပြည်မှာဒီအချိန်ထိသူ့ကိုဘယ်သူမှမမိသေးပါဘူး။သို့တော့တိုင်းပြည်ကို လှပအောင်တိုးတက်အောင်တည်ဆောက်တဲ့နေရာမှာသူအင်မတန်ဉာဏ်ဖြင့်လုံးပါတယ်။သူဘလောက်ပဲဉာဏ်ဉာဏ်သူ့ရဲ့ပုံရိပ်ကိုကောင်းအောင်တည်ဆောက်တဲ့အခါကျတော့လေလူငယ်တွေအနေနဲ့မျိုးဆက်တစ်တွေအနေနဲ့ဒေါ်စုကြည်ပေါ်မှာသဘောကျကြတယ်၊ကြိုက်ကြတယ်။ဒေါ်စုကြည်ကိုသဘောကျတာနဲ့အမြတင်းတို့တို့ဘယင်းလို့ဆရာကြီးလို့လို့နော်။ဟုတ်ပြီကျွန်တော်တို့ကြည်လို့ဦးမြတ်။မြန်မာနိုင်ငံကြီးမတိုးတက်တာဟာ တက်မတော်ကြောင့်ဆိုရင်လွတ်လည်ရရတဲ့အချိန်မှာတိုင်းပြည်ကတအားတိုးတက်နေပြီလားမတိုးတက်ပါဘာကြောင့်မတိုးတက်လဲတိုင်းပြည်တိုးတက်ဖို့အတွက်ကိုအုပ်ချုပ်နေတဲ့အစိုးရက အာသုံကိုဆိုင်မလုပ်နိုင်ဘူးဘာကြောင့်မလုပ်နိုင်တာလဲဆိုတော့ပြည်တွင်းစစ်မီးကိုမငိမ့်ငိမ့်အောင်ညှိနေရလို့လွတ်လည်ရရတဲ့အချိန်တည်းက ပြည်တွင်းစစ်ကိုအပိုစုအဖြစ်အမွေရလိုက်တဲ့တိုင်းပြည်ဟာကျွန်တော်တို့တိုင်းပြည်ပါပဲ။ကမ္ဘာပေါ်မှာအရှိကြာဆုံးသောပြည်တွင်းစစ်ကို အမွေရထားတဲ့တိုင်းပြည်ဟာလည်းကျွန်တော်တို့တိုင်းပြည်ပါပဲ။ပြည်တွင်းစစ်ဒီလောက်နှစ်ပေါင်းများစွာဖြစ်နေတဲ့တိုင်းပြည်ဗမာလာတိုးတက်ပါမယ်။ဖဇဗလာအစိုးရတခက်လုံးတမတော်ကတမတော်နေရာမှာနေခဲ့တာပါပဲ။သို့သောတိုင်းပြည်တိုးတက်သလားမတိုးတက်ပါဘူး။ဘာကြောင့်လဲ။ ြည်တွင်းစစ်ဖြစ်နေတာမဆလာဆိုရလက်ထက်တက်မရောကတက်မရောနေရာမှာနေခဲ့တာပါပဲတိုင်းပြည်တိုးတက်သလားမတိုးတက်ပါဘူးနာဝဒလက်ထက်တိုင်းပြည်အနေငယ်အဆင်ပြေလာပါတယ်ဘာကြောင့်လဲဆိုတော့ငြိမ်းချမ်းရေးစကားတွေပြောကြတယ်တိုက်ပွဲတန်တွေငြိမ်သွားတယ်ဥသိစိတ်လက်ထက်အတော်ကိုတိုးတက်လာတယ်လို့ပြောရပါတယ်ထောင်ဆန်းစုကြည်လက်ထက် ိုးတက်သလားမတိုးတက်ဘူးလားနိုင်ငံရလာရောက်ရင်းနှီးမြှုပ်နှံခြင်းတွေများသွားသလားနည်းသွားသလားလေ့လာတဲ့သူတွေသိကြပါအဲ့ဒီတော့ဗျာကျွန်တော်ပြောချင်တာကလူငယ်တွေကိုပါလူငယ်တွေရဲ့အတွေးထဲမှာမြန်မာနိုင်ငံကြီးမတိုးတက်တာဟာစစ်တပ်ကြောင့်လို့ထင်နေကြပါတယ်တကယ်ကတော့မဟုတ်ပါဘူးမြန်မာနိုင်ငံကြီးမတိုးတက်တာတိုင်းပြည်ဒုက္ခရောက်နေတာ အရှိတောင်အရှမှာတယံဇာတတွေကျွယ်ဝပေမဲ့အခုချိန်ထိတိုင်းပြည်ဆင်းရဲနေရတာစစ်ကောင်းဆောင်တွေကြောင့်လည်းမဟုတ်ပါဘူးစစ်တပ်ကြောင့်လည်းမဟုတ်စစ်ကောင်းဆောင်တွေကြောင့်မဟုတ်ဘူးအာဏာသိမ်းလို့လည်းမဟုတ်ပါဘူးအာဏာသိမ်းလို့လည်းမဟုတ်ပါဘူးဘိုလ်ချုပ်နေဝင်ကြောင့်လည်းမဟုတ်ပါဘူးဘိုလ်ချုပ်မှုကြီးတန်းရွှေမင်းကမမင်းအွန်လိုင်းရာအာဏာသိမ်းလို့ငွေစည်းတွေနော်ဘယ်လောက်ထိတော့တိုင်းပြည်ဆင်းရဲနေရတာတိုင်းပြည်မဖွင့်ဘူးကြားသွားတယ်ဆိုတာ မြန်မာနိုင်ငံအတွင်းမှာအမြင့်တွင်နေတဲ့ပြည်တွင်းစစ်ဆိုတဲ့အနာဇိုးကြီးကြောင့်အဲ့ဒီတော့ဗျာတိုင်းပြည်ကိုတိုးတက်ခြင်းနဲ့ကြီးပွားချမ်းသာစေခြင်းနဲ့ဆိုရင်ပြည်တွင်းစစ်မဟုတ်ဘူးအဲ့ဒါနော်ဒီစစ်အာနာစစ်အာနာတင်းတော်မလူလာလို့တော်လာကြီးလုပ်ပြန်နော်လိမ့်လာတင်ပါလေอืมတိုင်းပြည်မှာဖြစ်နေတဲ့စစ်ပွဲတွေရက်သွားမယ်ဆိုရင်ပြည်တွင်းစစ်မီးငြိမ့်သွားမယ်ဆိုရင် ဘသူပဲအုပ်ချုပ်အုပ်ချုပ်ပါတိုင်းပြည်ကတိုးတက်လာမှာစစ်တပ်ကလည်းစစ်တပ်နေရာမှာပဲစစ်တပ်နေမှာအုပ်ချုပ်တဲ့သူတွေအတုံးမကြဘူးဆိုရင်အုပ်ချုပ်တဲ့သူတွေတမာတမတ်မကြဘူးဆိုရင်တော့စစ်တပ်ဟာအုပ်ချုပ်သူနေရာကိုဝင်လာမှာပါပဲအဲ့တော့ညီကုန်းချုပ်ရမယ်ဆိုရင်မြန်မာနိုင်ငံဟာအရှိတောင်အာရှမှာတယံဇာတတွေအင်မတန်ပိုးများတဲ့တိုင်းပြည်ဆိုရတဲ့မှန်ပါတယ် သို့သောမတုတ်တက်ဘူးဆိုတာလည်းမှန်ပါတယ်ဒါဟာဘာကြောင့်လဲစစ်တက်ကြောင့်မဟုတ်ပါတိုင်းပြည်အတွင်းမှာဖြစ်နေတဲ့ပြည်တွင်းစစ်ဆိုတဲ့အနာဇိုးကြီးကြောင့်ပါပဲခင်ဗျာသဘောမပေါက်သေးဘူးမင်းဆိုပါဟုတ်ပြီဟုတ်ပြီခစ်တရတဲ့တရင်လေးကိုနားထောင်ပြီးတော့ကျမအရင်ရည်ရှင်နေသေးလားသူ့ခင်ဗျာလေးလေစိတ်ဝင်စားအောင်ပြောရတာရှာတာပေါ့နော်တရင်တူလေးတရင်မလေးကိုအဲ့အားလေးယုံကြည်တဲ့လူတွေကများတာကြည်တဲ့လူတွေ ရာဟိုဘယ်လိုတန်းချီတယ်တိလာမစိုးပါဘူးအဲ့လိုလေတော်တယ်อืมนาวเอ่อสึกกองสีตักกาบ่ลาลาပြီးတော့တိုက်ပြီးတော့ဘောပြန်ပြန်လန်ကြိုက်ပြန်ထွက်ပြေးနေရဘောအဲပြင်ဦးလင်ကိုတိုက်ပြင်ဦးလင်ကိုတော့มาတိုက်တော့มาဆိုပဲတစ်နှစ်ကြော်ပြီလေပြင်ဦးလင်ကိုတိုက်မယ်လို့ပြောခဲ့တာလဲတစ်နှစ်ကြော်ပါပြီအခုနောင်ချိုပြန်ရတော့မယ်ဆိုတယ်မတိုက်ချင်လို့လीမတိုက်ချင်လို့မတိုက်ချင်တဲ့အတွက် ိုက်ရင်ရတာပဲမတိုက်ချင်တော့စစ်ခွေးလိုက190အတင်းကြီးအရကစုထားတဲ့လက်နဲ့တွေနဲ့တိုက်တာမဟုတ်ဘူးနော်ဘလို့အခုမှ၄ငါးနေပဲရှိတယ်ဆိုတော့မတိဘူးလားစစ်ကောင်းစီတက်ကလူတွေကအထိနာတယ်ဘယ်နာအထိနာကျတော့တိတာတော့ TNL လေးတဲစရာတော့ TNL လေးရဲ့အလောင်းတွေပေါ့တဲလို့တော့မနိုင်ဘူး PDF လေးတွေဆိုရင်လုံးဝမမြုပ်ခွဲနဲ့ဒီတိုင်းပဲမြေအလွတ် တွေမှာကျွန်းတူပြီးပြစ်ချတာတွေ မိ NL လေးရလောင်းလာနေလို့ခွေတွေရလောင်းလာတယ်။နောက်လက်ပံကုန်းချွေသွင်းရမျက်ချင်းလုံးကုန်းဆန်ကုန်းတာရအောင်မတိရတဲ့ဆမ်ဆွေရတွေဦးတဲ့လေချောင်းနဲ့ဘုံတရ130တဲ့။ဒရုန်းဘုံတရအလုံး60တဲ့လက်နဲ့ကြီးက50လောက်လုံးနဲ့။နေကြီးတော့မကျန်တော့ဘူးဟိအောင်အေးရှောက်ပြောမနေနဲ့။တကယ်တမ်းကြတော့လေ။ဟွန်းနောက်ကျိုးဒီလိုမိန်လမ်းမကြီးတန်းကသွားလို့ရှိရင်အောင်မတိအောင်မခအဲဆမ်ဆေလမ်းဆောင်နေရွှေအဲရွှေညောင်းပင်နေအကုန်လုံးရခဲ့ပြီသား။ ဆမ်ဆယ်ဆိုတဝက်ကျော်ကြီးဒီမနေ့ကဆိုရင်အလုံးစုံရသွားပြီလို့ပြောတယ်။ဟိုဘက်ကနေသွားလို့ရှင်တော်လန်းပေါ့နော်။ကန်ချီဘက်ကလန်းနေဆိုရင်အဲအခုအဲ့ဒီမြချင်းနှုတို့ရွှေပြင်းညွန့်ရွာရွှေပြင်းညွန့်ရွာဆိုသူတို့ထိတော့မထိရဘူးကိုကန့်ရွာဆိုတော့လေအဲ့ဒီကအခုကသေးမြောင်ရွာဆိုရင် mm TNL ရေးစုတ်သွားတာငါးရက်တောင်မကတော့ဘူးသူတို့ပြောတယ်လေဂုတ်ထိတ်ကိုစင်းမဲ့ထင်တယ်လို့ဒေတာခန်ကပြောသူတို့ပြောဒေတာခန်ကပြောရတဲ့စကောင်စီရဲ့တက်တရအထိနာနေရတဲ့ဘင်းနာအထိနာနေရတော့အဲ့လေတိမ်သိမ်းကိုထိန်းလို့မရလို့ဝမ်းနေတယ်ဒီပါလေးပြောနေအောင်တနည်းကြော်ကြပြီလို့ပြောအေးတနည်းကြော်တော့မှဘုံသီးတွေအဲ drone နေလက်နဲ့ကြီးအဲ့လောက်သုံးနိုင်သဘောပေါက်လေနောက်ထပ်လည်းသုံးမှာအဲ့ဒါ26ရက်နေ့တရက်သေးအတွက်သူပြောနေတဲ့တည်း အဲ့တော့26ရက်နေ့တည့်ရက်ထဲတောင်ဒီလောက်အများကြီးသုံးနိုင်တယ်ဆိုရင်တက်နေလုံးစာဆိုပြီးတွက်ကြည့်လိုက်လေဘလောက်သုံးနိုင်လဲဆိုတာရေရှည်စပွဲမှာဘယ်သူနိုင်မလဲသဘောပေါက်အမ်ပြောရတာမကောင်းဘူးကွာလိန်နေရလဲအဲ့ဒါလေလူတွေကလည်းယုံနေရပဲတရင်အမှားယူအပန်တကယ်နောင်ချိုမှာဘလို့ဖြစ်နေလဲဆိုတာဒေသခံအတိဆုံးမှာဘာလို့ချက်ပြောလဲ